မင်္ဂလာပါခင်ဗျရန်ကုန်ခေတ်တကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အကျန်းဖတ်မင်းအောင်လိုက်တာသူ့ရဲ့သားနဲ့သမီးကိုရိုးရိုးသားသားလောက်ကိုင်းစားတောက်ချင်တဲ့စိတ်ဓာတ်ဖြစ်အောင်လှုပ်ပေးထားတဲ့ဆိုပြီးလူသိရှင်ကြားထုတ်ဖော်ပြောဆိုသွားပြန်ပါတယ် ရန်ကုန်တိုင်းမှာစစ်မှုထမ်းဖို့စင့်ခေါ်ထားတဲ့လူငယ်တွေကိုမင်္ဂလာတို့အယောကျော်စစ်ဆေးရုံမှာဒီကနေ့စစ်စစ်မှုတွေပြုလုပ်မှာဖြစ်ပြီးပြည်သူတွေကကြိုဆိုကြတဲ့ပုံစံလောက်ကျန်ဖန်တီးဖို့ကိုပါစစ်တပ်ကပြင်ဆင်ထားတယ်ဆိုတဲ့လင်းပါဝင်ဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြက်ဖက်မင်းအောင်လိုင်းကသူ့ရဲ့သားနဲ့သမီးကိုယိုယိုတာတာလောက်ကန်စားတော့ခြင်းနဲ့စိတ်တက်ဖြစ်အောင်လှုပ်ပေးထားတယ်ဆိုပြီးလူသိရှင်ကြားထုတ်ဖော်ပြောဆိုသွားပြန်ပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ IDARTASS Media နဲ့တွေ့ဆုံတဲ့အချိန်မှာအကျန်းဖက်မင်းအွန်လိုင်းကပြောသွားတာဖြစ်ပြီးအဲ့ဒီအင်တာဗျူးကိုလည်းမတ်လ25ရက်နေ့ကအကျန်းဖက်စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာတွေမှာ အပြည့်အစုံဖော်ပြထားပါသေးတယ်အကျန်းဖက်မင်းအွန်လိုင်းကသူဟာနိုင်ငံဝန်တန်းတက်မတော်သားဖြစ်တဲ့အတွက်သူ့ရဲ့သားနဲ့သမီးကိုရိုးရိုးသားသားလောက်ကင်စားတော့ခြင်းနဲ့စိတ်တက်ဖြစ်အောင်ပြုလုပ်ပေးထားတယ်လို့ပြောသွားတာပါအဲ့ဒီလိုမင်းအွန်လိုင်းကပြောနေပြီမြဲ လက်တွေ့မှာတော့မြန်မာနိုင်ငံမှာရှိတဲ့စီးပွားရေးလုပ်ငန်းတွေကိုသူ့ရဲ့တားဖြစ်သူအောင်ပြည့်စုံနဲ့တမိဖြစ်သူခင်တီရိတပ်မွန်တို့ကပဲလဝတ်ကြီးအုပ်လောက်ကင်နေကြပြီးစစ်တပ်နဲ့ဝန်ကြီးဌာနရဲ့တင်ဒါအများစုကိုလည်းအောင်ပြည့်စုံလက်အောက်ခံကံပဏီတွေကတားရရှိထားပါတယ်အခုနေ့ဖေဖော်ဝါရီလကပဲစစ်ကောင်စီဟာတိုင်းငံလုံးအဖက်ဖက်မှာရှုံးနေနေတဲ့အချိန်မှာတော့အကြံဖက်စကောက်တော့မင်းအွန်လိုင်းရဲ့တားဖြစ်သူအောင်ပြည့်စုံပိုင်တဲ့ကံပဏီတွေကနေတနေ့တည်းဝန်ကြီးဌာနတင်ဒါ73ခုလုံးကိုရယူသွားတဲ့အတွက် စစ်တပ်အတိုင်းဝိုင်းမှာတော့မင်းအောင်လိုင်းနဲ့သူ့ရဲ့သားသမီးတွေကိုတိုင်းပြည်စစ်မီတောက်ပြီးစစ်သားတွေအပွေများနေတာတောင်းတင်တာတွေကိုအုတ်စီးခွာယူနေတယ်ဆိုပြီးဝေဖန်ခဲ့ကြပါတယ်မင်းအောင်လိုင်းရဲ့တားပြစ်သူအောင်ပြည့်စုံကနမဲမျိုးစုံနဲ့လုပ်ငန်းပေါင်းများစွာကိုပိုင်ဆိုင်ထားပြီးအထူးသဖြင့်မင်္ဂလာတုံးတက်မတော်ဂဒင်းတထောင်အထုကုစေယုံကြီးပြူးလင်းဂဒင်း900ဆန့်ကင်စာကုစေယုံမြဝရီမီဒီယာစင်တာ တလတိုးပြီးတော့စက်ယုံအပါဝင်စစ်တပ်နဲ့ဝင်ကြီးဌာနတွေရဲ့စောက်လို့ရေးတင်တာမှန်သမျှအားလုံးကိုမင်းအောင်လှိုင်ရဲ့တားဖြစ်သူအောင်ပြေစုံကပဲရရှိထားတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းတမိဖြစ်သူခင်သီရိတမွန်ကရုပ်ရှင်ထုတ်လို့ရေးအမှုပညာနဲ့ဖျော်ပြရေးလုပ်ငန်းတွေလျက်စစ်ကတင်သွင်းမှုလုပ်ငန်းတွေကိုအကြီးအကျယ်လုပ်ကင်ပြီးဆိုလာလျက်စစ်ဓာတ်အားသွင်းဆက်တွေနဲ့တိဆောက်ခွင့်တန်တာတွေကိုပါရယူထားပြီးလုပ်ကင်နေကြတယ်လို့သိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ ကချင်ပြည်နယ်က လွဲဂျင်နေဇက်ဂိတ်အနီးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကြီးနှစ်ခုကို KNA နဲ့မဟာမိတ်တပ်တွေကအပိသက်သိမ်းပိုက်ရရှိသွားပြီလို့ KNA သတင်းရင်းမြစ်ကပြောပါတယ်။မတ်လ28ရက်နေ့ဖြစ်တဲ့မနေ့ကပဲကချင်ပြည်နယ်ဗမော်လွဲဂျဲလမ်းတစ်လျှောက်ကစစ်တပ်စခန်းခုနှစ်ခုကို KNA ဥဆောင်တဲ့မဟာမိတ်တပ်တွေကတပြိုင်တည်းထိုးစစ်ဆင်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲဒီမှာအကြမ်းဖက်စစ်တပ်ကလည်းလေကြောင်းရောလက်နက်ကြီးနဲ့ရောအုံပြူပြီးအသဲအတန်ခုခံခဲ့ပြီမြဲ။ လွယ်ကျဲနေဆက်ကိအနီးကလော့ဒန်နဲ့လော့မွန်တက်စကန်ကြီးနှစ်ခုကို KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကအပိသက်သိမ့်ပိုက်ရရှိသွားပြီဆိုပါတယ်လက်ရှိမှာလဲနောက်ထပ်ကြံနေသေးတဲ့စစ်ကောင်စီတက်စကန်တွေကို KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီတိုက်ပွဲတွေတောက်လျှောက်ပြင်းထန်နေတယ်လို့လဲ KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ရန်ကုန်တိုင်းမှာစစ်မှုထမ်းဖို့စင့်ခေါ်ထားတဲ့လူငယ်တွေကိုမင်္ဂလာတော့ရိုးကြောစစ်ဆေးရုံမှာဆေးစစ်မှုတွေပြုလုပ်မှာဖြစ်ပြီး ပြည်သူတွေကကြိုဆိုကြတဲ့ပုံစံလောက်ကျန်ဖန်တီးဖို့ကိုပါစစ်တပ်ကပြင်ဆင်ထားတယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီတင်းအရင်မြစ်ကရန်ကုန်ခစ်တက်ကိုပြောပါတယ်ဒီကနေ့မတ်လ28ရက်နေ့မှာစစ်မှုထမ်းဖို့မဲပေါက်ထားတဲ့လူငယ်တွေဟာတိုင်းနယ်ခရိုင်စုရက်တွေကိုလာရောက်ရမှာဖြစ်ပြီးအဲဒီကမှတဆင်းမင်္ဂလာတော့အယိုးအကျော်စစ်ဆေးရုံမှာစစ်စစ်မှုတွေလောက်ရမှာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီလိုစစ်စစ်ဖို့ပို့ဆောင်ခံရတဲ့သူတွေကိုပြည်သူတွေကအာရဝန်သာထောက်ခံကြိုဆိုတဲ့ပုံစံမျိုးလောက်ကျန်ဖန်တီးပြီး တည်င်းလွင့်မှုကိုလေရုတ်တန့်လွင့်ဝင်တန်းတွေနဲ့စစ်တပ်မိသားစုတွေကိုအရက်ဝတ်တွေနဲ့ပန်းကုံသွားဆော့ခိုင်းထားတယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီတည်င်းအရေးမြစ်ကပြောထားပါတယ်ဒီကနေ့မတ်လ28ရက်နေ့မှာတော့ရန်ကုန်တိုင်းတိုင်းလုံးငါစစ်မှုထမ်းဖို့မဲပေါက်ထားတဲ့သူတွေကိုစစ်စစ်မှာဖြစ်ပြီးအဲ့ဒီလိုစစ်စစ်ပြီးတာနဲ့တဆိုင်ရာတည်င်းတက်ဖွဲ့တွေမှာယာယီနေထိုင်ကြရမှာဖြစ်တယ်လို့တကြံပြီးမေလတဲမှာတော့စတင်တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျဒီတစ်ခါ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့နမ်ဆန်မျိုးပါဝင်တအန်းဒေတာတစ်ခုလုံးကိုပြည်သူနဲ့ TNL တက်တွေအတူတကွပူးပေါင်းကာကွယ်စောင့်ရှောက်ရမှာဖြစ်တယ်လို့ TNL ဥက္ကဋ္ဌတားအိုက်ဖုံးကပြောလိုက်ပါတယ်။မတ်လ26ရက်နေ့မှာ TNL ခေါင်းဆောင်တွေကနမ်ဆန်မျိုးနယ်မှာရှိတဲ့ဒေတာဂန်တွေနဲ့လူထုတွေ့ဆုံပွဲမှာပြောတော့တာပါ။ TNL ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးတားအိုက်ဖုံးကအသက်သွေးချွေးတွေစွန့်ပြီးတက်ခိုက်သိမ့်ပတ်ရရှိခဲ့တဲ့နမ်ဆန်မျိုးအပြင်တအန်းလူမျိုးတွေရဲ့ဒေတာတစ်ခုလုံးကို တအန်တမတော်နဲ့ဒေတာအတွင်းမှာနေထိုင်ကြတဲ့ပြည်သူလူထုတွေကအတူတကွစူပေါင်းပြီးကာကွယ်စောင့်ရှောက်ရမှာဖြစ်တယ်လို့ပြောတော့ပါတယ်။ဒါအပြင် TNL အထွေထွေအတွင်းရမှုဗိုလ်ချုပ်တားဖုံကျော်နဲ့ TNL စီဦးစီးချုပ်ဗိုလ်ချုပ်တားဟိုပလန်တို့ကလည်းနန်းစံမျိုးအပြင်မိမိတို့တအန်ဒေတာအတွင်းမှာလက်ဖက်လုပ်ငန်းကိုပုံမအဆင့်မြင့်တင်သွားဖို့နဲ့ပညာရေးကျန်းမာရေးအုပ်ချုပ်ရေးကဏ္ဍတွေကိုအကောင်ဆုံးဖြစ်အောင်စနစ်တကျစီမံသွားဖို့အပြင်မဟာလူမျိုးကြီးဝါဒကျင့်သုံးပြီးတအန်လူမျိုးတွေအပေါ် နှစ်ပေါင်း60ကျော်အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရတဲ့အမြင့်ဆိုးကိုရိုက်ချိုးနှုတ်ပြနိုင်ခဲ့ပြီဖြစ်တဲ့အတွက်အားလုံးစီစီလုံးလုံးနေထိုင်သွားကြဖို့ကိုလည်းတွစ်ဆုံပွဲမှာပြောတော့ပါလေအဲ့ဒီလူလူတွစ်ဆုံပွဲကို TNL ဥက္ကဋ္ဌကြီးဗိုလ်ချုပ်ကြီးတားအိုက်ဖုံအထွေထွေအတွင်းရေးမှုဗိုလ်ချုပ်တားဖုံကျော်စစ်ဦးစီးချုပ်ဗိုလ်ချုပ်တားဟုတ်ပလန်နဲ့နမ်ဆန်မျိုးနဲ့အတွင်းကကြေးရွာအုပ်စုပြည်သူအယောက်300ကျော်လက်တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ ။တရင်လူမျိုးတွေနဲ့တကွာလူမျိုးတိုင်းတန်းတူညီမျှမှုကိုပိုင်ပြဋ္ဌာန်းခွင့်အတွက်ကြိုးပမ်းတိုက်ပွဲဝင်ကြဖို့ကျန်းယူကာကွယ်ရေးဌာနမှုကတော်လန်ရေးရဲဘော်တွေကိုတိုက်တွန်းလိုက်ပါတယ်။အကြမ်းဖက်စစ်တပ်ကိုစန့်ကျင်တော်လန်နေတဲ့ကျန်းယူတော်လန်ရေးရဲဘော်တွေအနေနဲ့ပြည်သူလူထုကိုမျက်ကွယ်ပြုတာတွေစစ်ရေးအရလုံခြုံရေးကိုထိကိုက်နိုင်တဲ့အရာတွေကိုရှောင်ရှားပြီးကျန်းယူရဲ့နိုင်ငံရေးလမ်းစဉ်နဲ့စစ်တီတော်ကျင့်ဝတ်တွေကိုလိုက်နာပေးကြဖို့ကိုလည်းတတိပေးလိုတယ်လို့ ကန်ယူကာကွယ်ရေးဌာနမှုကတိုက်တွန်းအပိစကပြောတဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ဒါပြင်ပြည်သူတရက်လုံးနဲ့အတူအမှန်တရားအတွက်အတူတကွယက်တီပီရဲဘော်တဦးချင်းကကိုစီကွန်ကအကောင်းဆုံးပိတ်ဆက်ပြီးတော့စီစီလုံးလုံးညင်ညင်ညွတ်ညွတ်နဲ့ဘန်းနိုင်ကိုအမြန်ဆုံးရောက်ရှိစေဖို့ပြည်သူတွေနဲ့အတူပူးပေါင်းပြီးဆက်လက်တိုက်ပွဲဝင်သွားကြဖို့ကိုလည်းထုတ်ပြန်ချက်ထဲမှာ KNU ကာကွယ်ရေးဌာနမှုကတိုက်တွန်းနှိုးဆော်ထားပါသေးတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကရောရုံခစ်တက်ကနေဒီနေ့နေ့လေးကင်းတဲ့နေ့ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ